အင်းတို့မျိုးဟာမြို့ငယ်လေးတစ်ခုမျှသာဖြစ်ပေမဲ့စီရီရအချက်ချာကြပါတယ်စကားစအတွက်ကချင်ပြည်နယ်သူဝန်ပေါင်းတခုလည်းဖြစ်သူတော်ဟင်တပ်ဖွဲ့တွေအကွက်လဲရှမ်းမြောက်ကချင်သခိုင်းငယ်ချင်းပြည်နယ်တွေအထိပါစိတ်ကြိုက်ချိတ်ဆက်စစ်ကစားနိုင်မှုတဲ့ key point တစ်ခုပါ နှစ်ဖက်စလုံးအတွက်အရေးကြီးတဲ့နေရာတစ်ခုဖြစ်တာကြောင့်စကတ်ဆနဲ့တော်လိုင်းအင်အားစုတွေအကြားမှာရှင်းလာကြအပြင်းထန်တိုက်ပွဲကြီးငယ်အတွေ့အကြုံကိုဆင်ခွင်ခဲ့ကြရတာပါဒုတိယကမ္ဘာစစ်အတွင်းမှာလည်းအင်္ဂလိပ်နဲ့ဂျပန်တို့ဟာစီးရီးအရာအရေးပါတဲ့ဒီမျိုးကိုရဖို့အတွက်နှစ်ဖက်အပြင်းထန်တိုက်ခတ်ခဲ့ဖူးပါတယ်စကတ်ဆအတွက်အားအကိုးရဆုံးသောသမိုင်းဝင်တမတစ်ခုဖြစ်တဲ့တမခုခုဟာ ြက်မာမှုဘူမှုချုပ်အောင်တဲ့ UTSA အပတ်စဉ်59ခုတိုင်းတပ်သားအင်အား900ခန့်ကိုဦးစီးပြီးတော့ဂျပန်နိုင်ငံကနေပြီးအမားခံခုခံကောက်ွယ်နေခဲ့တာပါဆက်ကစားဟာ၎င်းတို့ရဲ့အားသာချက်ဖြစ်တဲ့ Fire Power ကိုတိတိယောအသုံးချခဲ့တာတွေ့ရပါတယ်ဒီပညာမြင့် Drone တွေ Jet Fighter တွေဘုံကျစ်လင်းရင်လက်နက်ကြီးပစ်ကူတွေကိုထောင်နေချီအသုံးပြုခဲ့တာပါ အင်းတို့မျိုးဂျပန်လန်ဂူရဲ့တီရှိပုံကရှမ်းမြောက်ကချင်စကိုင်းဒေတာသုံးခုလုံးရဲ့ကုသံပေါ်လာရေးထောက်ဖို့လမ်းကြောင်းကြီးရဲ့စုံချက်ကိုအပေါ်စီကနေစူးမှုထားတဲ့အနေထားပါပထဝီအနေထားရလဲအားသာချက်များစွာရှိခဲ့တာပါတော်နေအင်အားစုတွေရဲ့ရှစ်လကြာအချိန်ငယ်ထူးဆစ်စဉ်မှုကိုပြင်းပြခံခုခံနိုင်မဲ့ပေမဲ့အခုချိန်မှာတော့စကားစာဟာလက်လွတ်ခဲ့ရပြီဖြစ်ပါတယ်တက်မှမှုကိုယ်တိုင်စကတ်ဆော့ကွာထွက်ပြေးခဲ့ရတာဖြစ်ပြီးတော့ စကားစာဒေါက်တာ၄00နဲ့အတူကတားနဲ့အင်းတော်ကြမှာတော်လှန်ရေးအင်အားစုရဲ့ဘက်ကဝိုင်းဝန်းသိစုဖန်စီရမိခဲ့တာပါတော်လှန်ရေးအင်အားစုရဲ့ဘက်ကတော့ NUG ကာကွယ်ရေးဝန်ကြီးဌာနအမှတ်၈စစ်တေတာကုတ်ခဲမှုအောက်ကနေပြီးတော့ PDF တန်ငင်းများ EPSDF KIE တမဟာကူအထူးစစ်ကြောင်း KIE PDF များပါဝင်တိုက်ခိုက်ခဲ့ကြပြီးမြို့သိမ်းတိုက်ပွဲကိုဦးဆောင်တာဟာတော့ EPSDF မှတပ်မှုကြီးအောင်ဆွေဦးလို့သိရပါတယ် 2024ဇွန်လလောက်ကလေးကညွန်နီဝင်းကျင်ရတပ်စခန်းတွေကိုတစတစသိမ်းယူနေခဲ့တာဖြစ်ပြီးတော့တော်လင်းအင်အားစုတွေဘက်ကလည်းထိခိုက်ကြရှုံးမှုအချို့ရှိခဲ့ပါတယ်အင်းအမျိုးဘစားကစားလက်ထွက်လိုက်ရတာကြောင့်ပထမဆုံးစီရေးချင်းကြီးအပြောင်းလဲဖြစ်လာမှာကတော့ဇကိုင်းတိုင်းအထက်ပိုင်းကထီးချန်ကပါကောလင်းဝင်းဒိုစားတဲ့မြို့ငယ်တွေပါအဆူပါမြို့ငယ်တွေကိုတော်လိုင်းအင်အားစုတွေဘက်ကဝိုင်းရံပိတ်ဆို့ထားနေပြီးဖြစ်တယ်လို့အင်းတို့ကအရင်ရအောင်ထုတ်စစ်ဆင်ခဲ့တာပါ တော်လင်းအင်အားစုတွေရဲ့ပထမခြေလှမ်းဖြစ်တဲ့အင်းတို့ကိုအပိုင်သိမ်းယူခဲ့ပြီးတဲ့နောက်မှာတော့ဒုတိယခြေလှမ်းအနေနဲ့ထီချိုက်ကပါကောလင်းဝင်းသူမြို့တွေကိုပါမကြခင်ဆက်လက်သိမ်းယူသွားဖို့ရှိနေပါတယ်။ရရှိမှာတော်လင်းအင်အားစုတွေဟာနဘာလန်းစုံကိုထိန်းချုပ်နိုင်ခဲ့ပြီဖြစ်တာမို့လို့ကပါဟာလည်းပြိမိပြီးတော့ချုပ်ကွက်မိကွာခဲ့ရပါပြီ။ကောနီမျိုးဟာလေတချိန်ကတော်လိုင်းအင်အားစုတွေကသိမ့်ပိုက်နိုင်ခဲ့ပြီးတော့စွာကဆရဲ့ထူးစစ်တွေရောက်ပြန်လည်ဆုတ်ခွာပြီးခဲ့ကြရတာပါ ချီချံမြို့ကတော့2023နှစ်မှာတော်လိုင်းအင်အားစုတွေစတင်ထူးဆစ်စင်တက်ခတ်ခဲ့ပြီးတော့မြို့ရဲ့50ရာနှုန်းကိုထိန်းချုပ်ထားနိုင်ခဲ့ဖူးပါတယ်။မကြခင်မှာတော့ဒီမြို့တွေအလုံးဟာရာနှုန်းကြီးလွတ်မြောက်လာပြီးတော့အန်ယူဂျီရုံးဆိုင်ရာဒေသတွေဖြစ်လာပါတော့မယ်။ဒုတိယစီးရေးချင်းဝင်ရှာအပြောင်းလဲဖြစ်လာမှာကတော့အိန္ဒိယနိုင်ငံကိုလှုပ်လှုံနိုင်မဲ့အန်ယူဂျီရဲ့ကပေါ်ဒေသစစ်စင်ရေးပါ။ အိန္ဒိယနယ်စပ်မြေနဲ့ချင်းတွင်းနေကြကဂျန်ခွန့်ဒေသတစ်ခုဖြစ်ပြီးကလေးနဲ့တမူမြို့နယ်နှစ်ခုပါဝင်ပါတယ်။နှစ်နိုင်ငံကြားဂူတန်ယောဝေရေနိုင်ငံရေးစီးရီးရအရေးပါတဲ့နယ်မြေတစ်ခုဖြစ်တာကြောင့် NUG အနေနဲ့စကားဆလိုဝါကင်းစင်တဲ့နယ်မြေဖြစ်အောင်ကြိုးစားလျက်ရှိကြောင်းကုန်း2025မက်ရှလာတဲမှာနေတည်ရွယ်ထုတ်ပြန်လာခဲ့ပါတယ်။အင်းတော်ဟာလည်းလွမြောက်သွားပြီဖြစ်တာကြောင့် ပေါ်ဒေတာနဲ့ရမ်းမြောက်ဒေတာဟာလည်းကောင်းစွာချိတ်ဆက်နိုင်ပြီးတော့ရမ်းမြောက်အင်အားစုတွေအနေနဲ့အိန္ဒိယနဲ့ချိတ်ဆက်မိကတရုတ်ဩစာလွှမ်းမိုးမှုကိုအတိုင်းအတာတစ်ခုထိရှော့ချလာနိုင်ဖို့ခံမှန်းရပါတယ်တလီနဲ့တမူးမျိုးတွေဟာလည်းမြို့ပေါ်နေရာကုတ်ကွက်လေးကိုသာစကားစာဟာလွှမ်းမိုးထားနိုင်တဲ့အနေအထားပါဒီဒေတာတွေကလည်းမကြခင်မှာလွတ်မြောက်လာတော့မှဖြစ်ပြီးတော့တော်လိုင်းအင်အားစုတွေရဲ့ကြက်အုံဆောင်ပုံတရံပိတ်ဆို့တဲ့အစီအပြုဟာပုံတရံကလည်းပြည်ပြင်သာခတ်ပေါ်လာတော့မှာပါ တတိယမြောင်းစီချင်းဝင်ရှားပြောင်းလဲကတော့ကချင်စစ်မျက်နှာပါစကစာဟာအင်းတို့ကိုလက်ရလိုက်ရတာကြောင့်ကချင်တီနယ်ဘင်းကိုကုန်းလမ်းမှနေပြီးတော့စစ်ကူနယ်ရိတ်ခါတွေပို့ဆောင်နိုင်တော့မှလုံးဝမဟုတ်ပါဘူးလေးချောင်းကနေပို့ဆောင်ရရတယ်ဆိုပေမဲ့အကန့်အသတ်အခက်ခဲတွေများစွာရှိနေတာပါလက်ရှိအချိန်မှာဗမာမျိုးသင်းတံပွဲဟာလည်းပြင်းထန်နေပြီးတော့စကားစာဟာအနည်းနဲ့အမြန်ဆိုသလိုရက်လွှတ်ရဖို့များပါတယ် KIA ဟာနန်စီနဲ့ပုံမှန်နှမျိုးစလုံးကိုတပြိုင်တည်းတိုက်စစ်ဖွင့်ခဲ့ပြီးတော့နန်စီမျိုးကိုပထမသိမ်းယူနိုင်ခဲ့တာပါ။ကချင်ပြည်နယ်ရဲ့ဒုတိယမြို့တော်ဖြစ်တဲ့ပမော်ဟာမြို့တော်မြကြီးနားထက်တောင်စကားစာဟာအင်အားနှစ်ဆကျော်နဲ့တပ်ဆွဲထားတာပါ။တရင်တပ်ဖွဲ့ပေါင်း19ခုတည်းရှိနေပါတယ်။စကားစာဟာပမော်မြို့ကိုထိန်းချုပ်ထားတာကြောင့် KIA အနေနဲ့ PDF တွေကိုစီးအကူအညီပေးရမှအဟန့်အတားတစ်ခုဖြစ်နေခဲ့တာပါ။ အင်းတို့ကိုစကားစာဟာလက်လျှော့ခဲ့ရပြီးနောက်ဗမော့ဘူပါထပ်မံလက်လျှော့အောင်မယ်ဆိုရင် PDF2 နဲ့ KIA တို့ရဲ့မြေပြင်စစ်စင်ရေးပူပေါင်းမှုတွေဟာပူမှုအင်အားကောင်းလာတော့မှဖြစ်ပြီးတော့ကချင်ပြည်နယ်ဟာစကားစာထိန်းချုပ်မှုအနေနဲ့အနည်းနဲ့အမြန်ဆိုသလိုလုံးဝကင်းတော့တော့မှဖြစ်ပါတယ်။ KIA အနေနဲ့ဒေတာကန်ရှမ်းနီပြည်သူစစ်တွေကိုပဲရှင်းစရာကြံမာတော့မယ်။ချုပ်ပေါင်းသုံးသပ်ရမယ်ဆိုရင်အင်းတို့တိုက်ဝဲကိုအကြောင်းပြုပြီးတော့ အန်ယူဂျီနဲ့တော်နိုင်အင်အားစုတွေဟာသခိုင်းအထက်ပိုင်းမှာနေမီစူးမုံမှုကိုခိုင်းမအောင် ကြိုးစားပြီးတကလာ GIA ရဲ့ပံမှုကူညီမှုတွေနဲ့အတူသခိုင်းအောက်ပိုင်းကိုတဖြည်းဖြည်းစီရေးချက်ထွင်လာနိုင်ပါတယ်။အီဟာလေရခိုင်ယူမကိုကျော်လို့ပြီးတော့ဂီမာတဲ့ကိုဥတီစစ်ကြောင့်ထိုးနေတာကြောင့်အဖက်ဖက်ကထိုးစစ်တွေကိုစကားစဘလောက်ထိရင်ဆိုင်နိုင်မလဲဆိုတာကတော့ဆုံးကြည့်ရမှာပဲဖြစ်ပါတယ်။ အစိုးရနှဆိုင်ပြီးခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်ပန်တာကလစ်ကပါအရေးတော်ပုံပေါင်းရမည်